မန္တလေးမှာငလင်တန်းတဲ့အဆောက်အုံတစ်ခုပြိုကျရာအမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီထံကသိရပါဗျ။မေ30ရက်မနက်ပိုင်းကမန္တလေးမြို့26လမ်း86လမ်းနဲ့88လမ်းကြားမှာရှိတဲ့ငလင်တန်တဲ့အဆောက်အုံတစ်လုံးဖြိုဖျက်ရာကနေဆက်လက်ပြင်ပြိုကျခဲ့တာဖြစ်ပါတယ်။ဒီလိုပြိုကျခဲ့တာကြောင့်အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိသူ2ဦးကိုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချင်းအီတာဆန်မြို့နယ်ရုံးကလူနာတင်ကားနဲ့မန္တလေးပြည်သူ့စစ်ရုံးကြီးကိုပို့ဆောင်ကူညီခဲ့တယ်လို့အဆိုပါအသင်းထံကသိရပါဗျ။ ီးခရစ်မေလ၄ရက်ကလည်းလူနေထိုင်မှုမရှိတဲ့ရှစ်ထက်တိုက်တလုံးပြိုကျခဲ့ရာပုံဝင်ချင်မှာထိခိုက်မှုတွေမရှိခဲ့ကြောင်းကိုကြီးဆောင်ရွက်ပေးခဲ့ရတဲ့အဆိုပါအသင်းထံကနေသိရပါဗျ။မန္တလေးမြို့မှာငလင်တန်တဲ့အဆောက်အုံတွေကိုဖြိုချရမှာလူထိခိုက်မှုမရှိအောင်လှုံ့ဆော်နေရတယ်လို့အဲ့ဒီအဆောက်အုံတွေပြိုကျမှုတွေဖြစ်ပွားလျက်ရှိရာကိုကြီးမှုတွေဆောင်ရွက်နေသူတွေအနေနဲ့တရီထားလောက်ကင်နေရတယ်လို့မန္တလေးမြို့ကံတွေထံကသိရပါဗျ။ မိုးကလည်းရွာနေတဲ့အချိန်ဆိုပိုဆိုးတယ်။အခုကဖြိုချဖို့ကိုတတိထားနေရတာ။တချို့တိုက်တွေကဖြိုနေရင်နဲ့ပြိုကျတာတွေလည်းရှိတယ်။တချို့ကမဖြိုရသေးဘဲနဲ့မိုးရွာလို့ပြိုကျသွားတာတွေလည်းရှိတယ်။ထိခိုက်မိတဲ့တိုက်တွေဘေးမှာနေတဲ့သူတွေကတော့အချိန်ပြည့်သတိနဲ့နေနေရတယ်လို့မန္တလေးမြို့ကတဦးကပြောပါရယ်။ပြီးခဲ့တဲ့မေလ21ရက်နေ့ကလည်းမန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာရှိတဲ့ငလင်တန်းကြောင့်ပြိုကျနေတဲ့အဆောက်အုံတစ်ခုဟောင်းမိုးရွာသုံးဖို့ကြောင့်ပြိုကျပျက်စီးခဲ့ရာ ဘေးပတ်ဝန်းကျင်မှာနေထိုင်သူတွေကိုညှရင်းချင်းပဲပြောင်းရွှေ့ပေးခဲ့ရတယ်လို့မန္တလေးမြို့ကန်တွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။